Thank you. န်ကုန်ရောက်လာတော့ကြတော့သူကသားသရိပ်ပြီးတော့စဝတ်နေရောအစင်မပြေတော့ကြတော့ယောက်ျားလုပ်တဲ့သူကဘုန်းကြီးကြောင်းကိုတတ်တတ်ခွဲနေရလေဟုတ်ခက်ခဲရတော့ဒီမှာနေတဲ့ခါကျတော့ဟိုအေးစင်းနေလဲတောက်လျှောက်ပြန်ရတယ်ပေါ့လေနောက်ပြီးတော့ကျွန်တော်တို့ကခိုင်ဆိုတော့စက်တင်မြင်းဆောင်ပါမှတ်ဖို့ပြန်နေပါလေစက်တင်မြင်းဆောင်ဆိုရင်ကျွန်တော်သွားလာလာတာအစစီစမှုတွေနည်းနည်းတင်းတင်းကြပ်ကြပ်လေးတွေလောက်ကင်လာတာလေကျွန်တော်တွေ့ရပါတယ်ตาเนี่ยหยอกก็เลยอู้ดาอยวยยอกนี่တော့ปอร์ตาซ้วยมาจောက်วีตรุโหเลยโหอเปญไม่หลุดเย 来，兄弟来，也倒霉，也倒霉。倒倒，接他们，接他们。空空间的。别别别别，一点嘛，这个。哎，兄弟来，兄弟来。走。回家去。 မြန်မာနိုင်ငံတဝမ်းမှာဆေးရည်ပြင်းထန်လာမှုတဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုစားတဲ့ဘေးဒုက္ခမျိုးစုံကြောင့်စီးပွားရေးမျိုးတော်ဖြစ်တဲ့ရန်ကုန်ကိုအဲ့ဒီဒေသမှာပြည်သူတွေကအလုံးအင်းဖြင့်ပျောက်ရွှေ့ဝင်ရောက်လာကြပါတယ်။ ပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်ဟာ2024ခုနှစ်ကကောက်ယူခဲ့တဲ့ဒီကောင်စင်းရဲ့ချက်လက်တွေမှာတော့လူဦးရေ9တန်းကျော်ရှိတယ်လို့သိရပါဗယ်။တစ်တုံညာနှစ်ခုစစ်စင်ရေးနောက်ပိုင်းမှာတော့ရန်ကုန်ဟာလူဦးရေ20ဆကျော်ထိမြင့်တက်လာပါဗယ်။ရန်ကုန်ကလွယ်ပြီးတနိုင်ငံလုံးမှာစစ်ဖြစ်နေတာကြောင့်ရန်ကုန်ဟာစစ်ရှောင်မြို့တစ်ခု ဖြစ်လာပါဗယ်။ထို့အတူပဲ2025ခုနှစ်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့သကိုင်းကလင်းကြောင့်ရန်ကုန်ကိုပြောင်းရွှေ့လာသူတွေလည်းတပုံတပင်ရှိလာခဲ့ပါဗယ်။ ရန်ကုန်ကိုလာရောက်ရှောင်တန်းခုံလုံကြသူတွေထဲမှာငွေကြေးပြည့်စုံသူတွေလည်းရှိသလိုဆင်းရဲနှွမ်းပါတဲ့အခြေခံလူသားစားများစွာလည်းပါဝင်ပါတယ်။ ထူးသဖြင့်စစ်တံကိုအလူးလဲခန်းစားနေရတဲ့စကိုင်းဟာငလင်ဗဟိုချက်ဖြစ်တာကြောင့်ငလင်တံကိုလည်းအပြင်းထန်ဆုံးခန်းစားခဲ့ကြရပါတယ်။တပြိုင်တည်းထဲဘေးဒုက္ခနှစ်ခုကိုကြုံတွေ့ခန်းစားနေရတဲ့သူတွေအနေနဲ့ရန်ကုန်မှာဒုက္ခအသစ်တွေကိုထပ်မံခန်းစားနေရတယ်လို့မင်းကုန်းမြို့မှပြောင်းရွှေ့လာသူတို့ကအခုလိုပြောပြပါဗျ။အဲကျွန်တော်တို့ကတော့စကိုင်းရဲ့ကကပေါ့ဗျာ။အဲစကိုင်းငလင်နဲ့ငလင်နဲ့ပြီးတဲ့အချိန်မှာကျွန်တော်တို့ကငလင်ရောစစ်ဘေးရော ကျိုးဥသာဘောနော်ကြောက်နေရတယ်မှာလေချောင်းရံနေကြောက်ကအောက်မှာတိုက်ပွဲတွေနေနဲ့ရှောင်ရနေနောက်ဆုံးမထူးပါဘူးဆိုပြီးတော့ရံကုန်မှာအတိမိတ်ဆွေတွေရှိတော့ဒီဆွေမျိုးနီးစပ်လေးတော်တဲ့လူနေကျွန်တော်တို့ကဒီရံကုန်စီရုံလက်ွက်လေးကိုကျွန်တော်တို့ပြောင်းလာတာပေါ့ဗျာအခက်ခဲရတော့စောက်ဆုံးခက်ခဲရတော့အိမ်ငှားကဈေးအရင်ကြီးတယ်ဗျာဟိုအရင်တော့အရင်တော့ကျွန်တော်မိတ်ဆွေတွေမေးတော့တလောက်တသိန်းလောက်ပဲဘုရားနှားလို့ရတဲ့ဟာအခုကျတော့မရတော့3သိန်းလို့ အဲ၃သိန်းခွဲလို့အဲ့လိုမျိုးဖြစ်တာကြီးရယ်နောက်ကျွန်တော်တို့ပညာရေးပေါ့ကျွန်တော်တားရီတမိတွေရယ်ပညာရေးတွေရယ်ဟိုဟိုမင်းရောက်ဒီမင်းရောက်နေပြီးတော့ရောက်တား၂ရောက်ရဲ့တား၂ရောက်ကလည်းဟိုကအရွယ်ရောက်နေတော့ပေါ်တာဆွဲမှာကြောက်ပြီးသူတို့လည်းဟိုအပြင်မလွတ်ရယ်အပြင်မှာကြားနေရတဲ့အားရလည်းဟိုလမ်းမပေါ်မှာပေါ်တာဆွဲတာလို့ညာဘက်ညာဘက်ဆိုရင်လည်းဒါမင်းကလေးတွေဟိုကျွန်တော်ဥသာပေါ့ကျွန်တော်တမိဆိုရင်လည်းဒါ ဟိုဆက်ချုံမှာလုတ်ဖို့တို့လုတ်ပြင်မယ်ကျွန်တော်ညဆိုရင်တော်တော်ကြိုးရတယ်မကြိုးရင်လည်းဟိုရန်ကုန်မှာ NLD အရင်များတယ်လေလူပြတ်တဲ့နေရာမှာဆိုရင်မြေဦးစား NLD တအားများတော့အဲ့ဒီအခက်အခဲတွေကတော့ရှိတာပေါ့ကွဆရာနာသိမ့်ပြီးလင်းနေကျော်အတွင်းမှာစီးပွားရေးကြဆင်းမှုအလောက်ကန်ခွင်းလန်းရှာပါမှု ကုံစင်းနှုံအစမတန်မြင့်တက်မှုတွေကြောင့်ပြည်သူတွေဟာတနေ့ထက်တနေ့အကြက်တဲတွေနဲ့ရင်ဆိုင်နေရပါတယ် အဲ့လိုအကြက်တဲတွေကြားမှာပဲရန်ကုန်ကို ခုံလုံလာတဲ့ဒုက္ခတွေဟာဒုက္ခကိုဒုက္ခဆင်းတဲ့တန်းကိုထပ်မံခံစားနေကြရပါတယ်။သူတို့ပထမဆုံးကြုံတွေ့ရတဲ့အခက်ခဲကတော့အင်းငါးဆေးကွက်ပါ။ဆရာနာမသိခင်ကအင်းငါးဆေးကွက်ဟာအခုချိန်မှာတော့နှစ်ဆကျော်သုံးဆနီးပါးမြင့်တက်လာပါတယ်။တခါကရန်ကုန်ဟာမြန်မာနိုင်ငံရဲ့ဂုံယူဆရာမြို့တော်ဖြစ်မှယခုတော့ရိုရွင်းနေတဲ့စီးပွားရေးကိုမနှဲချားကန်နေရတဲ့အနေအထားနဲ့ယက်တည်နေရပါတယ်။ ညငုံမတော့လောစေတော့ကျွန်တော်မှအလုံးမကြည့်ဘူးဗျလုံးကြည့်ဘူးဆိုတာကဟိုကျွန်တော်တို့လည်းအရေးပေါ်လာတာကျွန်တော်တို့ကရခိုင်မနေတော့ကြောပိုက်လုံငန်းတို့ရေလုံငန်းတို့လုပ်တယ်ဒီရောက်တဲ့အခါကျတော့ကျွန်တော်တို့ကဒီဘေးကွင်းတွေကအလုပ်တွေနဲ့ကျွန်တော်တို့လည်းကျတော့အဝင်ကညမဖြစ်တာရဲ့အပြီးတော့တခုအလုပ်တစ်ခုလုပ်မယ်ဆိုရင်လည်းရင်းနှီးမြှုပ်နှံတဲ့အပိုင်းကတော်တော်များတဲ့အခါကျတော့ကျွန်တော်ကဝင်လို့တိုးမပေါ့ဘူး တို့မဟုတ်တော့လည်းလက်ရှိအနေထားရတော့ဟောကျွန်တော်တို့ကအခန်းလေးငါပြီးတော့ဟိုချေချေတာတာပဲတုံးပြီးတော့ပဲလက်ရှိအေးအနေထားခုနေရကုတေတာကိုပြန်နိုင်မှု ပြန်လို့ရတဲ့ခွင့်ရအဲ့ဒါလေးကိုစောင့်နေရခိုးကိုရမဲစွာစိတ်ပြတ်အားငယ်မှုတွေကိုထိတ်တန့်ရင်ဆိုင်နေရတဲ့ရန်ကုန်ဟာဒုက္ခမျိုးစုံကြားမှာပင် မောပန်းနေတဲ့မြို့တော်ကြီးတစ်ခုဖြစ်နေပါတယ်မြို့သိမ်းတိုက်ပွဲတွေတိုးလာလေရန်ကုန်ကိုပြောင်းရွှေ့အခြေချသူတွေလည်းတိုးပွားလာပါတယ် စစ်ကောင်စီရဲ့ရန်ကုန်တိုင်းဒေသကြီးအစိုးရကရန်ကုန်မှာစစ်ပေးရှောင်ဥယျာဉ်9000ကျော်ရှိတယ်လို့ထုတ်ပြန်ထားပေမဲ့ဒီထက်မကများပြစွာရှိနေပါတယ်။ရန်ကုန်ကိုပြောင်းရွှေ့လာတဲ့ဒုက္ခသည်တွေအတွက်စီးပွားရေးပြဿနာတွေအပြင်အ धिक အခက်ခဲကတော့နေထိုင်ရေးပဲဖြစ်ပါတယ်။တင့်တော်တဲ့နေရာထိုင်ခင်းတစ်ခုတောင်လက်လန်းမမီနိုင်တဲ့အခြေအနေမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။အထက်ညာမှာစစ်ပေးရှောင်တယောက်ကတော့မိသားစုဝင်များလုံးလာကြောင်း နေရာခွဲနေထိုင်နေကြရတယ်လို့ဝန်ထဲစွာပြောပြပါတယ်။ရန်ကုန်ရောက်လာတော့ကျတော့သူကစားသရိပ်တွေရောစားဝတ်နေရောအဆင်မပြေတော့ကျတော့ယောက်ျားလုပ်တဲ့သူကဘုန်းကြီးကြောင့်ကိုတတ်တတ်ခွဲနေရတယ်။အဲသူ့ဘာကြီးကြောင့်ကိုအဲဆိုမိသားစု၄ယောက်၅ယောက်ဆိုတော့ကျတော့အဆင်မပြေဘူးလေ။ဦးသေးနှုံးလည်းအကြီးတိုက်ခန်းကားတွေရောစားသရိပ်ရောအဲကျမကြီးတို့ဘာလို့ကအဆင်မပြေတော့လေ။ကျမကြီးအတွက်ရောဆိုတော့ အဲ့ဒါမလုံလောက်တော့ဘူးလေဒီလူတွေဟာစစ်ပွဲကနေထွက်ပြေးလာပြီးဒုက္ခတွေကိုဒုက္ခဆင်းတဲ့ဘဝတဲကိုရောက်ရှိနေကြပါတယ်ရန်ကုန်ကိုဆစ်ဆောင်လာကြသူတွေထဲမှာအိမ်ငှားရန်က မတက်နိုင်သူတွေကတော့နှိစက်ရဆွေမျိုးသားချင်းတွေရဲ့အိမ်မှာတဲခိုနေထိုင်ကြသလိုဖုန်ကြီးเจ้าတွေမှာလည်းနေထိုင်ကြရပါတယ်အိမ်ငှားရန်ကတွေဟာအစမတန်မြင့်တက်နေပြီးငွေကြေးတက်နိုင်ရင်တောင်ဆစ်ဆောင်ပြည်သူတွေဖို့အိမ်ငှားမရတဲ့ဒုက္ခနဲ့လည်းကြုံတွေ့နေရပါတယ်လောလောဆယ်တော့ အဲဟာမိသားစုတွေလည်းဒီကိုခေါ်တာဆိုလေအခုနေတဲ့နေရာကနေပြီးတော့တခြားမျိုးအဆင်ပြေတဲ့နေရာပေါ့နော်အကုန်လုံးနေမဲ့နေရာကိုတော့အမျိုးရှာရှာပြီးတော့သွားလို့ရပါတယ်မိသားစုနဲ့အတူတူနေဖို့ကြတော့ဒီလိုမျိုးအဆောင်ခန်းနေကြတော့အဆင်မပြေဘူးလေတော့သူကတယောက်ချင်းပဲနေလို့ရဆိုတော့အဲအဲ့လိုမျိုးထက်တော့ထက်ခဲ့ပါရဲ့အစီအစဉ်ရဲ့နေရာရှာရတာနဲ့ဈေးဈေးကိုလည်းကြည့်ရသေးရဲ့ဆိုတော့ အခုကအလောက်ကင်ဝင်ငွေရမရှိတာတော့ပို့ပြီးတော့ခက်တာပေါ့အဲ့ဒီပါတော့ဘီဒုက္ခမျိုးစုံနဲ့ရောက်ရှိလာကြတဲ့ဒုက္ခတွေတွေအားရန်ကုန်မြို့နယ်မှာရှိတဲ့တိုက်ခန်းတဲ့အင်္ဂါရန်စည်းတွေအစမတန်မြင့်တက်နေတာကြောင့်ရန်ကုန်မြို့ဆင်ကျင်ဖုံးရက်ွက်တွေနဲ့မြို့အစွန်မှာရှိတဲ့ထောက်ကျန်၊မှော်ပီး၊လှဲကူစတဲ့မြို့နယ်ကရွာငယ်လေးတွေမှာစုပေါင်းအခြေချနေထိုင်ရတာတွေလည်းရှိပါသေးတယ်။အဲ့ဒီအနီးအနားကလူတွေကတော့စစ်ဘေးရှောင်ရွာလို့ခေါ်ဆိုတဲ့အထိပါပဲ။ အဲ့ဒီရွာတွေမှာကချင်းရခိုင်နဲ့အထက်အညာဒေသကလူတွေအများဆုံးနေထိုင်ကြပါဗျ။မော်ဘီမြို့နဲ့အနည်းငယ်အလံဝေးတဲ့ရွာလေးတရွာမှာတော့ချင်းမြို့နယ်စုတွေစုပေါင်းနေထိုင်တာကိုတွေ့ရပါဗျ။နှစ်အေကားလောက်ရှိတဲ့မြေပေါ်မှာအင်ဂျင်80ကျော်လောက်ဆောက်လုပ်နေထိုင်နေကြတာပါ။အဲ့ဒီနေရာလေးမှာစစ်ပေးရှောင်တွေများပြားလာတာကြောင့်အင်ဒီမှာမိသားစုနှစ်စုပေါင်းပြီးနေထိုင်ကြရတယ်လို့လည်းပြောပါဗျ။ကိုယ်လည်းဒီမှာလည်းအိမ်မရှောင်နိုင်တော့တန်အိမ်မှာနေရ မိသားစုနှစ်ခုသုံးခုအဲ့လိုမျိုးနေထိုင်တဲ့အနေအထားမှာတော့ရှိတယ်။စစ်တွေခြေဆိုင်ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့အချက်လက်တွေအရရခိုင်စစ်ပေးဆောင်ရေးအတွက်ဟာတသိန်းခွဲကျော်ရှိနေပြီးချင်းပြည်နယ်ဆိုရဖွဲ့ရဲ့အချက်လက်တွေအရချင်းစစ်ပေးဆောင်ရေးအတွက်ဟာတသောင်းကျော်ထိရှိနေတယ်လို့ဆိုပါတယ်။စိတ်လုံးမှုကြုံမှုကတော့ကျွန်တော်တို့အဲ့ဒီစစ်တင်မြင်တော်မှာတွေဖြစ်တဲ့အတွက်ကြောင့်လုံခြုံမှုတော့မရှိဘူးပေါ့။အဲတချို့ချက်တဲ့ကကလေးတွေကရန်ကုန်တက်လာကြတယ်တက်လာကြပြီးကျွန်တော်တို့ ဒီလုပ်ငန်းမျိုးစုံမှာဝင် ပြီးတော့အလုပ်လုပ်ကြတယ်။လုပ်ကြတာကသူတို့ဒီ outside ကြီးနဲ့ရတဲ့ပတ်စံလေးနဲ့3သိန်းကျော်လောက်ရကြတယ်။3သိန်းကျော်လောက်ရပြီးတော့သူအိမ်ပြန်နေစီရဲ့နေတဲ့စီရဲ့စားတဲ့စီရဲ့အဲ့ဒါနဲ့တွေ့ကြည့်တဲ့အခါမကြမ်းဘူး။မကြမ်းမနဲ့လေဟုတ်သူတို့လုပ်တဲ့နေရာနေပြီးတော့ညနေ6နိုင်ခွန်းနိုင်လောက်မှပြန်ရတဲ့အခါအဲ့ဒါမျိုးတွေမတချို့အမ်ဖာနာစီတာတို့ကျွန်တော်တို့ဆွဲတာတို့အဲ့လိုမျိုးတွေကြားတယ် အဲ့လိုမျိုးတွေကြားရတဲ့အခါတချို့ဆိုလဲရန်ကုန်မှာလှုပ်လာလို့တဲ့ကလေးတွေကိုဖြစ်ရင်လည်းအတူတူမဖြစ်ရင်လည်းမဖြစ်ဘူးပေါ့ရာဖြစ်ရင်လည်းအတူတူဆိုတဲ့ပုံစံမျိုးတွေနဲ့တချို့တော်တော်များများပြန်ခေါ်ပြီးတော့ပြန်နေကြတာကြီးလည်းတွေ့ရတယ်ဆရာနာသိမ့်ပြီးလေးနှစ်ကျော်အတွင်းမှာတနိုင်ငံလုံးအတိုင်းသာရကုန်စည်နှုန်းမြင့်တက်မှုအလောက်ကန်ခွင်လန်းရှားပါမှုတွေကြောင့်နိုင်ငံရဲ့လူဦးရေထက်ဝက်နေပါဟာဆင်းရဲမွဲတေမှုမြင့်အောင်ကိုရောက်ရှိနေပါတယ်။ ရန်ကုန်မြို့ရှိလူဦးရေ2.8သန်းဟာဆင်းရဲမွေးတည်မှုတန်ခန်းစားနေရပြီးအင်အားစု၄စုမှာတစုကဆင်းရဲမှုတန်ကိုရင်ဆိုင်နေရတယ်လို့ UNAGC ရဲ့စည်ရင်းတွေအရသိရပါတယ်။အော်ဆက်ဆဲယူလို့ဆိုကျွန်တော်ကြီးအများကြီးထွေသားပါတယ်။ဥပမာတရက်ကိုပုံမှန်လူတစ်ယောက်ကခင်းပုံနဲ့စားရပေါ့မနက်စားနေ့လယ်စားညစာတွေဆိုရင်တော့မှကျွန်တော်ကြီးနှစ်နှစ်လောက်နဲ့အတွက်နိုင်ဆုံးထွေသားပြီးတော့ခင်းဆိုရင်လည်းတစ်မျိုးလောက်နဲ့ပဲအဲ့လိုအဆင်ပြေအောင် စီစဉ်ပြီးတော့စောက်တော့နေထိုင်ရပါတယ်အဲဆိုခက်ခဲရတော့ဒီမှာနေတဲ့ခါကျတော့ဟိုအေးစင်းနေလဲတောက်လျှောက်ပြန်ရတယ်ပေါ့လေနောက်ပြီးတော့ကျွန်တော်တို့ကခိုင်ဆိုတော့စက်တင်မြင်းဆောင်ပါမှတ်ပုံပြနေမှာလေစက်တင်မြင်းဆောင်ဆိုရင်ကျွန်တော်တို့တွားတာလာတာအစစီစဉ်မှုတွေနည်းနည်းတင်းတင်းကြပ်ကြပ်လေးတွေလုတ်ကင်လာတာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ခင်ဗျာရန်ကုန်မြို့ရှိအိမ်အောင်စုတွေရဲ့26ရာခိုင်နှုန်းဟာရွှေပြောင်းအိမ်အောင်စုတွေဖြစ်ကြပါတယ် အများစုကတော့အေယာဝတီတိုင်းကဖြစ်ကြပြီး40ရာခိုင်နှုန်းခန့်ရှိတယ်လို့သိရပါတယ်။ဒုတိယအများဆုံးကမန္တလေးတိုင်းကဖြစ်ပြီး14ရာခိုင်နှုန်းရှိပါတယ်။မကွေးတိုင်းကတော့10ရာခိုင်နှုန်းရှိတယ်လို့စည်ရင်စရာတွေအများသိရပါတယ်။အလောက်ကိုင်းခွင်းလန်းအတွက်နေဆောင်ကနေလာရောက်အလောက်လောက်ကိုင်းကြတဲ့စီးပွားရေးမြို့တော်ရန်ကုန်ဟာယခုအခါမှာတော့ပြည်သူတွေအတွက်အခက်အခဲများဆုံးရာနေရာတစ်ခုအဖြစ်ပြောင်းလဲနေပြီဖြစ်ပါတယ်။ ဒီမှာရောက်တော့တင်းချက်မှုတော့ရှိတယ်ပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော်တို့အိမ်ထုံးစင်ရှိတာလဲတပိုင်းပေါ့နော်။အဲအိမ်စင်ရှိတဲ့အပိုင်းလေးပါသလိုတခြားမှာသွားလာတဲ့အခါမှာကကလုံချုံမရှိတော့ဘူးလေ။တခိုးဓမြကအစအလူရတဲ့ကအစအမျက်ရှိတယ်ပြီးတော့ကျွန်တော်ကနေရာဒေသမတူတဲ့ခါကျတော့ရိုးရိုးတတပဲနေတယ်ဒါပေမဲ့မထင်မဲ့တဲ့လူတွေအနေနဲ့အနောက်ရှက်ပြေးတဲ့လူတွေလေးအာရှိခဲ့တဲ့အကြောင်းပါမနော်။သွားတဲ့နေရာတိုင်းမှာ ရှိတဲ့နေရာတိုင်းမှာနည်းနည်းစိုးရင်လည်းစိုးရင်ဆေးကတော့အနည်းငယ်ရှိတယ်ဝင်ငွေရရှိမှုနည်းပါတဲ့မိသားစုတွေအားတနေ့စားဖို့အတွက်အခြေခံစားတောက်ကုန်တွေကိုတောင်ခက်ခဲစွာဝယ်ယူနေကြရပါတယ်အစာမလုံလောက်မှုဟာမိသားစုတပေါင်းကျော်အထိထိခိုက်နေတယ်လို့လေလာချက်တွေကဖော်ပြထားပါတယ်။ဒီမှာတော့ခက်ခဲအိုက်စားဝင်နေရတဲ့အဓိကအားလား။အဝင်နေရအစင်မပြေတော့။နည်းနည်းတော့စိတ်ဆင်းရတာပေါ့။ အလုံးစက်တလာလာကထုတ်ပြန်တလာနေလို့ရှင်အစီမပြေဘူးလေဈေးဝယ်ရချမ်းရလာနဲ့ဆိုတော့မလုံလောက်တော့လည်းမလုံလောက်တော့သမီးရလည်းစိတ်ရှင်ရင်ဒီမှာလည်းတစ်ခါတည်းကြာရွာပြန်ရင်လေးပေါက်ပေါက်လာအဲကြတဲ့ရွာလည်းအစီမပြေတော့လည်းမပြန်ရဘူးလေကျွန်တော်ဒီဂုံစင်းအောင်တက်တဲ့အပန်းတော့မတက်နဲ့ဆိုလို့ရှိရင်တားလို့မရဘူးလေနော်။ကျွန်တော်တစ်ချက်ကကျွန်တော်တို့ဖရာသခင်ကိုဆုတောင်းတယ် အားကိုးရှာတယ်ပေါ့နော်ပြီးတော့ဒီကကိုစားနိုင်တလောက်မဟုတ်ဘဲနဲ့စားတင်တလောက်ပဲစားပြီးတော့အဲ့လိုမျိုးပြချင်လို့တက်ရှင်နေတယ်နော်အဲ့လိုမျိုးပြချင်လို့တက်နေခင်ရတာဖြစ်တယ်ပြီးတော့ဒီဂုံစင်းလုံးမြင့်တက်လာတဲ့တက်ကြောင့်မကျွန်တော်မုံရင်လည်းမနေနိုင်ဘူးမစားရင်မနေနိုင်ဘူးနော်အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့တက်နိုင်ဆုံးအာရတဲ့ဝင်ငွေလေးနဲ့ညီမြအောင်ဥမာစားမယ်ဆိုရှင်အမေကတော့ចောင်းသားတွေလည်းចောင်းမှာအမေနဲ့ခင်မင်းကြံထိပ်ပေးရတယ် သားငားတွေမထေးပြနိုင်ဘူးเนาะအတိအရလေးနဲ့အရှင်ပြေလူပဲထိုက်ပြီးထိပြီးတော့အကြောင်းတက်နေရတဲ့အခြေအနေမှာရှိပါတယ်။နားနေတယ်မှာလည်းသူတို့ရှိတယ်။အာနာဒိန်စစ်တပ်ကရန်ကုန်ရောက်စစ်ပေးရှောင်တွေကိုလူဦးရေစီးရင်ကောက်ယူပြီးအိမ်အောင်စုတစုကို3000ကျပ်ထောက်ပံ့ပေးမယ်လို့ပြောပေမဲ့အဲ့ဒီထောက်ပံ့ငွေမရရှိဘူးလို့ရခိုင်ပြည်နယ်ကစစ်ရှောင်သားတို့တအူးကပြောပါတယ်။ ဒီကြောင့်လည်းပတ်သက်ပြီးတော့လေကျွန်တော်တနည်းနဲ့မှတွေ့ရပါတယ်ဆိုတော့တခြားရှင်ဘက်ကပြောင်းလာတဲ့ဒီဒီဘက်ကိုခြောက်လာတဲ့လူတွေပေါ့လေတခြားလူကလည်းခြောက်လာတဲ့လူတွေသူတို့စီးရင်ကောက်ပြီးတော့မှသူတို့ကိုဟိုဟာပေါ့ထောက်ပံ့ကြီးပြီးတာမျိုးကြီးကျွန်တော်တို့တနည်းနဲ့မှတွေ့ရတယ်ဆိုတော့ဆိုတော့အဲ့ဒီတနည်းကိုကြည့်လိုက်လို့ဆိုရင်စီးရင်ကောက်ပြီးတဲ့ခါကျမှအဲ့ဒီစီးရင်မှာပါတဲ့လူတွေပုံမှန်ပဲပြီးတာလေဆိုတော့ကျွန်တော်တို့ကကြတော့ ဟိုစဉ်းရင်းပြထားတာမရှိဘူးကျွန်တော်တို့က6မှာဆိုပြီးတော့ပြီးတော့ဟိုကြုံညာထားတာလည်းမရှိဘူးစဉ်းရင်းပြထားတာလည်းမရှိဘူးစဉ်းရင်းပြထားတာလည်းမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ဟိုရဖို့တော့တာလည်းဒီလိုဟိုမပြောလဲဘူးပေါ့ဗျာရန်ကုန်ကိုဘေးဒုက္ခအမျိုးမျိုးနဲ့လာရောက်ခုံလုံကြတဲ့ဒုက္ခတွေတွေအနေနဲ့နေစရာဒုက္ခပြီးတော့နောက်ထပ်ကြုံတွေ့ရတဲ့ဒုက္ခကတော့အလောက်ကင်ခွင်းလန်းပါ company ဆက်ယုံအလုံးယုံတွေမှာအလောက်ကန်ရရှိဖို့အတွက်ရက်ကွက်ထောက်ခံစာပါရှိရမှာဖြစ်ပါတယ်။အဲအတွက်လဲစစ်တပ်ကကန့်သက်ပိတ်ပင်မှုတွေပြုလုပ်ထားတဲ့အတွက်ကြောင့်ရွှေပြောင်းနေထိုင်သူတွေဟာအလောက်ကန်ရရှိမှုမှာအခက်အခဲတွေဖြစ်နေပါတယ်။စစ်ပေးရှောင်းတွေကိုအလောက်ခံဖို့ကိုလည်းအလောက်ရှင်တွေအနေနဲ့စိုးရိမ်စိတ်တွေရှိနေတယ်လို့ရန်ကုန်ရောက်စစ်ပေးရှောင်းတွေကဆိုပါတယ်။ဘယ်လိုဆိုထီတော့ကျွန်တော်တို့အလုတ်ကိုင်းရှာဖွေလို့မရသေးပါဘူး။အာက ကျွန်တော်တယောက်တည်းဖြစ်တာမဟုတ်ပါဘူးကျွန်တော်တို့ဆစ်ဆောင်လာတဲ့ရခိုင်လူစုတစ်ရလုံးဖြစ်နေတဲ့ဒုက္ခပါရန်ကုန်ကိုအိုးအိမ်မဲ့ဖြစ်ရောက်ရှိလာကြတဲ့ရွှေပြောင်းဒုက္ခသည်တွေအတွက်နေထိုင်ရင်းနဲ့အတူ အလောက်ကင်ဟာလည်းအရေးကြီးဆုံးစိန်ခေါ်မှုဖြစ်နေစေပါ စစ်ဘေးနဲ့တဘာဝဘေးကြောင့်ပြောင်းရွှေ့လာသူအများစုမှာအသက်လူထွက်ပြေးလာကြသူတွေမို့မှတ်ပုံတင်တကောင်စီအောင်လက်မှတ်စတာတွေမပါလာကြပါဘူး။ဒါကြောင့်ဆက်ရုံအလုပ်ရုံတွေမှာတရားဝင်ဝင်ရောက်လုပ်ကင်ခွင့်မရကြပါဘူး။အများစုဟာကြုံဟာကြပန်းအလုပ်ကိုသာလုပ်ကင်နေကြရပါတယ်။အလုပ်ကင်ကတော့ကျွန်တော်ရှားတယ်ဗောနော်။အဲဆိုရင်တချို့ကျွန်တော်တို့ကမှတ်ပုံတင်လည်းမရှိကြဘူး။ ပြီးတော့စကားတွေလည်းနားမလည်ကြဘူးအလုပ်လည်းမကျွမ်းကျင်တဲ့ခါကျတော့ကျွန်တော်တို့လူငယ်ပိုင်းတွေတော့လူကြီးပိုင်းတွေတော့လည်းအလုပ်အဆင်မပြေဘူးဆရာနာသိမ့်ပြီး၄နှစ်ကျော်မှရန်ကုန်ဟာလျှက်စစ်ပြီးအလုံလောက်မရရှိမှုကုန်စည်နှုန်းကြီးမြင့်မှုဒုစရိုက်မှုတွေများပြားလာတဲ့ဒုက္ခတွေကဒုက္ခတွေတွေအတွက်ထပ်တိုးဒုက္ခလို့ပဲပြောရမှာပါ ရန်ကုန်ဟာလုံခြုံမှုမရှိတော့သလိုမြို့ပြပုံစံဟာလည်းပြောင်းလဲသွားပါတယ်။ညာလုံးပေါက်စီကားခဲ့တဲ့ရန်ကုန်မြို့ဟာည9နာရီဝန်းကျင်လောက်ဆိုရင်လူသွားလာနေပါပြီးတိတိတသာခြောက်ကပ်လာပါတယ်။စစ်တပ်ရဲ့ဖိနှိပ်မှုခိုးဆိုးလူရဲမှုတွေကြောင့်ရန်ကုန်ဟာအနေရအများဆုံးရုံးဝန်းတစ်ခုဖြစ်နေပါတော့တယ်။ စ်တပ်ရဲ့အတင်းအာဓမ္မတသားတစ်စုဆောင်းနေမှုကြောင့်လဲရန်ကုန်ဟာစိတ်လုံခြုံမှုမရှိတော့ပါဘူး Amnesty International က2024 November လမှာထုတ်ပြန်ထားတဲ့အစီရင်ခံစာအရရန်ကုန်မန္တလေးနဲ့မြို့ကြီးတွေမှာတပ်သားတွေစုဆောင်းမှုကြောင့်အရွယ်ရောက်သူတန်းချီပြီးနိုင်ငံပြင်ပကိုထွက်ပြေးကြတယ်လို့ဖော်ပြထားပါတယ်။နင်းနဲ့တဲ့ဆက်ဆက်ကွန်ဆက်ရှိအယူရဆိုရှင်တော့ဘုံနာမှာ ဒီလုံးပေါ်တာဆွေးရပါသတင်းကြားတဲ့ခါကျတော့စိတ်ထဲမှာအစိုးရင်တယ်အကြောင်းမို့အနေဆုံးကတော့ပြေပွားမှာထွက်ဖို့ပဲအဲ့လိုမျိုးပဲဆန္ဒရှိကြတာပေါ့နော်အကြောင်းလည်းမတက်ချင်ကြဘူးအဲ့လိုမျိုးတွေဒေတာ for မြန်မာရဲ့2025ဇန်နဝါရီလမှာထုတ်ပြန်ချက်အရရန်ကုန်မြို့အခြေ mobility လူသွားလာမှုက2020ခုနှစ်နဲ့နှိုင်းယှဉ်ရင်း40ရာခိုင်နှုန်းကျော်အနည်းဆုံးကျဆင်းသွားတယ်လို့ဖော်ပြထားပါတယ် ဒါအပြင်ရန်ကုန်တိုင်းတွင်စစ်ပေးဆောင်အများဆုံးနေထိုင်တဲ့မြို့နယ်တွေကိုစစ်တပ်ရဲနဲ့ရဲခွဲအုပ်ချုပ်ရေးအဖွဲ့တွေပူးပေါင်းပြီးပုံမှန်အစည်းအဝေးစစ်ဖို့စစ်ကောင်စီခန့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းကညွှန်ကြားထားပါတယ်။ဒီကလို့အဆင်ဒီလိုဒီရဲခွဲမှာအဲဒါလည်းအစည်းအဝေးလာစစ်တာအဲအဲဆိုရပြီးပေါ့စစ်ကောင်စီဘက်ကဟဲ့အဲ့ဒါလည်းကြောက်ပြအဲဒီကားတွေခေါ်ပြီးအဲ့လိုမျိုးတွေပေါ့နော်ဒါပေမဲ့သူတို့အင်တော်လွတ်သွားတယ် ဒီနေတဲ့အဆောင်ဘက်ကလွတ်သွားတယ်အဲ့အဲ့လိုမျိုးလေးဆိုရင်နည်းနည်းဟိုမင်းကလေးမလို့ဆိုပေမဲ့လည်းနည်းနည်းဖိတ်တက်တာလည်းရတယ်မဲ့မင်းကလေးဆိုလည်းဟိုတခြားလုံးတုံတာတော့မဟုတ်ဘူးเนาะအဲ့အဲ့လိုမျိုးစိတ်မျိုးတွေတော့ရှိတယ်ကျွန်တော်နေတဲ့နေရာဝင်းကျင်မှာစစ်စစ်ဟိုအစင်းတစ်ခါလာစစ်တယ်အစင်းကတစ်ခါလာစစ်တဲ့အခါမှာကျွန်တော်တို့ရန်ကုန် ငါမဟုတ်ဘဲနဲ့ကျွန်တော်ဘက်ကစတင်မြင်ဆောင်နေတခြားဆစ်ဆောင်လာတဲ့နေရာဟိုပေါ့လူတွေဆိုရင်ပုံပြီးတော့စစ်စစ်ပါတယ်ငင်းငဆအပြောခံပါတယ်ပေါ့ဆဲဆူပြီးတော့ပေါ့ဒီလိုပြောဆိုခံရတယ်ဟိုလိုဟိုအဲ့တော့ရောက်ပြီးကိုထအများကြီးငယ်ရွယ်တဲ့ဟိုအရာရှိတွေကအကိုထအဲ့အများကြီးကြီးတဲ့မိဘအရွယ်ဦးတွေတော်ရွယ်တွေရအစအဲ့ပေါ့ဟိုပြင်းပြင်းထန်ထန်ဟို ငဲ့ညာမှုအားနေပြီးတော့ပြောတာဆိုတာတွေလည်းအများကြီးခံရပါတယ်စစ်တပ်ရဲ့ရွာစဉ်နဲ့မီးရှို့ဖျက်ဆီးမှုလေကြောင်းတိုက်ခိုက်မှုတွေကြောင်းအိမ်ပေါင်းသိန်းနဲ့ချီပြကြခဲ့ရပါတယ်တစ်တုံညာနှစ်ခုဆစ်စင်ရေးနောက်ပိုင်းစီးရေးအရှိန်မြင့်တက်လာမှုကြောင်းမြန်မာနိုင်ငံတော်ကနေရဆုခွာထွက်ပြေးသူအရေးအတွက်ဟာ3.4တန်းရှိတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံကထုတ်ပြန်ထားပါတယ် တရားချက်လက်တွေအားလက်ရှိမြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်အလက်တွေကိုထင်ဟပ်နေပါတယ်။ဒီကလည်းငှားနေရတယ်ပေါ့။ပြီးတော့လက်ရှိကျွန်တော်စီရလူတွေဒီဘက်ကိုရှောင်လာတဲ့အခါမှာအလုပ်ကိုင်ရလဲရှားပါပါတယ်။ဒီနေရာမှာလဲရှားပါနေတဲ့အဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ကပို့ပြီးတော့အလုပ်ကိုင်ခွင့်ကမ်းနဲ့နေပါပါတယ်။အားကြောင့်လဲဆိုကျွန်တော်တို့မှာအခုအလုပ်ကိုရှောက်ဖို့အတွက်ဆိုရင်ထောက်ခံစာတို့ မှာပေါ့အဲ့လိုမျိုးလျှောက်တယ်ဆိုရင်ကုမ္ပဏီမှာပဲဖြစ်ဖြစ်စက်ရုံမှာပဲဖြစ်ဖြစ်ဆိုတော့ကျွန်တော်တို့မှာ yes fan ထောက်ခံသွားလို့ရက်ကွက်ထောက်ခံသွားလို့လိုဟာမျိုးလေးတွေကျွန်တော်တို့ဆောင်ရွက်ရပါတယ်ဒါပဲနေရာပဲဖြစ်ပေါ့ကျွန်တော်တို့မှာကျတော့စစ်ဆောင်ရတဲ့လူတွေဆိုတော့အဲ့ဒါဖြစ်နေတဲ့ခါကျတော့ဒီပိုင်းတွေမှာလည်းလောကခံရတာတွေခက်ခဲပါတယ်ကျွန်တော်တို့မှာတော့လောဆယ်လုံးမရှိတဲ့တကြောက်ကိုမှပါရတဲ့ပစ္စည်းရောင်းနေ အဲအဲ့ဒါလေးတွေနဲ့ပဲရောင်း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 ပြီးတော့တိုက်ပွဲအခြေအနေတွေအေးသွားဖို့ပဲကျွန်တော်တို့ကမျောလင်းပြီးစောင့်နေရတဲ့သဘောဖြစ်နေတာပေါ့ခက်ခဲရတော့အဲ့ဒီငွေကြီးကြက်တဲ့တွေရှိတာပေါ့ဟုတ်ဟောရပ်ဖို့ရလာနေကိုမှတစ်ခုမှမရှိတော့ကနေလို့လို့ဖို့ဆိုတာလည်းအခုရန်ကုန်မှာတေးအောင်မှုဆိုတဲ့ရောင်းရင်လည်းကိုကမောင်းငါတို့ဘာတို့ညာတို့ဆိုတဲ့ဟာမျိုးတွေလောက်ပဲရောင်းနေကြတယ် ရန်ကုန်မှာကြုံတွေ့နေရတဲ့ဒုက္ခတွေနဲ့ကင်းလို့ရနေရက်ကို ပြန်ဖို့အတွက်ဆောင်ဆိုင်နေရတဲ့ရခိုင်ဆက်ဆောင်တဦးကတော့အခုလိုပြောပါတယ်။ကျွန်တော်တို့ကတော့အမြန်ဆုံးခုနေရကိုအေးအေးချမ်းချမ်းပေးကင်းကင်းနဲ့ကိုယ့်အိမ်ကိုရရှိတဲ့ကိုယ့်လုပ်ငန်းတွေရှိတဲ့နေရာကိုပေးကင်းကင်းနဲ့အမြန်ဆုံးပြန်ကျင်ပါတယ်လို့ပဲပြောကြပါတယ်။ ပြီးဒုက္ခမျိုးစုံကြောင့်ရန်ကုန်ကိုပြောင်းရွှေ့အခြေစိုက်ကြတာဟာကောင်းမွန်လုံခြုံတဲ့ဘဝကိုလိုချင်လို့လာကြခြင်းဖြစ်တော်လဲမြို့ပြရဲ့စည်ရဲနွမ်းပါမှုကိုမသိယုံတမဲအလူအလဲရင်ဆိုင်နေကြရပါတယ်။အနေကမောင်ကြီးတို့မြို့မြန်လို့ကိုတော့ကိုကြဲကြဲဝင်းဝင်းနေပြီးတော့ဘဝကိုပဲသိစမ်းအောင်လားဘယ်ဒီမဲ့အင်းကြလိုက်တာတိုက်ခန်းလေးတဲ့နေရတာလေ။ဘာနွေးသာဆိုပိုးတောင်ဆိုစေတိုက်ပြလှောင်းလို့ညဟိုညနေခင်းများဆိုပိုးတောင်အိုက်ပြုတ်လို့ ဘူးရလို့ဟာဒါအဲ့ဒါကမို့ပန်ကားလေးစီတာပန်ကားလေးမဲ့မိသားကလည်းကြတာပဲအဲ့တော့ကျွန်တော်အင်ပြန်ပြောလင်းချက်ဆိုတာကျွန်တော်လမ်းဖွင့်မယ်အကိုရဲ့ဒေတာမှလည်းပဲညံ့ချမ်းမယ်ကိုရဲ့နေရာမှာကိုနေရမှာဆိုရှင်တော့အားလုံးတော့ပြန်ချင်ကြတာပေါ့နော်ဟုတ်ကဲ့ဒီနေရာမှာတော့ကျွန်တော်ရေတော်မှဝေရတဲ့နေရာဖြစ်တယ်လေကျွန်တော်ရေတဖို့ရေတန်းတဖို့တထောင် ထောင်းနေရတယ်မပြရတဲ့ခါကျတော့ကျွန်တော်နေနေမြင်ဒေသမှာဆိုရှင်တော့ဒါကြတော့တောင်းရင်းမီတပါဝောက်ကျွန်တော်တို့ကောက်တောင်းတဲ့သူဖြစ်စေကြောင့်ဒါကြအကအစကျွန်တော်တို့အတွက်မလေးဘောနော်အဲ့တော့လူတိုင်းကခဏပဲနေပြီးတော့မှမင်းမင်းနေရဒေသမှာစီတွေညိမ့်မယ်အေးချမ်းမှာဆိုရှင်တော့အလုံးတော့ပြန်ချင်တဲ့အနေထားမှာရှိတယ်ရန်ကုန်ဟာဒုက္ခတွေကိုထမ်းပိုလာတဲ့ဒုက္ခသည်တွေအတွက်ဒုက္ခပင်လယ်ကြီးတစ်ခုဖြစ်လာပါတော့တယ်။